်မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာမှာအကြမ်းဖက်မှုတွေဆက်ဖြစ်နေတာကိုဗီတိန်ဆိုရင်အကြောင်းမဲ့ထိမ့်သိမ်းထားသူအလုံးလှုပ်ပေးဖို့ဗီတိန်တောင်းဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် လူခွင့်ရေးချိုးဖောက်မှုတွေအရှိန်မြင့်လာမှုနဲ့လိင်အခြေခံအကြမ်းဖက်မှုတွေတိုးလာတာအပါအဝင်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေဆက်ဖြစ်နေတာကိုဗီတိန်နိုင်ငံကစိုးရိမ်တယ်လို့ဗီတိန်နိုင်ငံသားရေးဓနတဟာရရေးရနဲ့ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အတွင်ပြောပါတယ်အယက်သားတွေတည်ဆုံမှုနဲ့ဒဏ်ရာရရှိမှုတွေဆက်ဖြစ်စေတဲ့ရန်တမ်းတိုက်ခိုက်မှုတွေနေချောင်းတိုက်ခိုက်မှုတွေမှာမြန်မာစစ်ကော်မရှင်ကျူးလွန်တဲ့အခန်းကဏ္ဍကိုဗီတိန်နိုင်ငံကရှုံချပါတယ်အကြမ်းဖက်မှုတွေအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ဖို့နိုင်ငံတကာဥပဒေကိုလေးစားမှုရှိပုံ အယက်သားတွေကိုကောက်ကွယ်ပေးဖို့နဲ့အကြောင်းမဲ့ထိမ့်သိမ်းထားသူအလုံးကိုလွတ်ပေးဖို့အဖွဲ့အစည်းအလုံးအထူးသဖြင့်မြန်မာစစ်တပ်ကိုဖြီးတိန်ကတိုက်တွန်းပါတယ်မြန်မာစစ်တပ်ရဲ့အကူအညီပေးမှုတွေကိုစနစ်တကျပိတ်ဆို့မှုဟာစေဘွားနဲ့စားနပ်ရိက္ခာဆိုးရွားစာပြက်လက်စေပြီးရခိုင်ပြည်နယ်ကိုအငတ်ပေးစိုက်စီကလူနှစ်တန်းငှက်မှုခေါင်းပါစေပါတယ်ရိုဟင်ဂျာတွေဘေးကင်းလုံခြုံစွာစန္ဒအလျောက်နေရပြန်ရေးအခြေအနေတွေဖန်တီးဖို့ဖြီးတိန်နိုင်ငံကတောင်းဆိုပါတယ်ရခိုင်ပြည်နယ်မှာဆိုးရွားတော်လူသားချင်းစာနာမှုအကျက်တဲလျှော့ချပေးရင် လူသားချင်းစာနာမှုအကူအညီအဟန့်တားမရှိပေးအပ်ခွင့်ပြုဖို့မြန်မာစစ်တပ်နှင့်အရေးပါသောသက်ဆိုင်သူတွေကိုဗီတိန်နိုင်ငံကတောင်းဆိုပါတယ်အထိပယ်ရှိသောရွေးကောက်ပွဲတရဟအကြံဖတ်မှုတွေအဆုံးသတ်ဖို့နဲ့သက်ဆိုင်သူအလုံးကြားတွဲဆောင်ဆွေးနွေးဖို့လိုအပ်တယ်လို့ဗီတိန်နိုင်ငံကဆိုပြီးငြိမ်းချမ်းသောဒီမိုကရေစီအနာဂတ်အတွက်မြန်မာပြည်သူတွေရဲ့မျှော်မှန်းချက်တွေကိုဆက်လက်ပြီးပံ့ပိုးကူညီမယ်လို့ပြောပါတယ် မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာမြန်မာပြည်သူတွေရဲ့မျှော်မှန်းချက်သို့မဟုတ်လွတ်လပ်ပြီးတရားမျှတမှုရှိလာမှာမဟုတ်ဘဲလက်ရှိအခြေအနေအရရွေးကောက်ပွဲကျင်းပတာဟာအကြမ်းဖက်မှုတွေဖြစ်စေကောင်မြန်မာပြည်ပခအတွက်စစ်မှန်သောအဖြစ်ရှိမှာမဟုတ်ဘူးလို့ဗီတိန်နိုင်ငံကပြောပါတယ်မြန်မာအရေးအာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့အာဆီယံအဖွဲ့နဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေရဲ့လှုပ်ဆောင်ချက်တွေကိုဗီတိန်နိုင်ငံကအပြည့်အဝထောက်ခံတယ်လို့ဆိုပါတယ် ဆက်လက်ပြီးထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ပါကထိုင်ဝမ်ဘက်မှစီးရီးအရပါဝင်ပြီဆိုတော့ဂျပန်ဝန်ကြီးချုပ်စကားအပေါ်မြန်မာစစ်တပ်ကမထောက်ခံပေးတရုတ်နိုင်ငံဘက်မှရက်တီဟုထုတ်ပေါ်ကြေညာတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လျင်ထိုင်ဝမ်ဘက်မှစီးရီးအရပါဝင်ပြီဆိုတော့ဂျပန်ဝန်ကြီးချုပ်ဤပြောဆိုချက်စကားအပေါ်မြန်မာအကြံဖတ်စစ်တပ်ကမထောက်ခံပေတရုတ်နိုင်ငံဘက်မှရက်တီကြောင်းအကြံဖတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူအကြံဖတ်စော်မင်းထွန်းကသတင်းထုတ်ပြန်ပြောဆိုပါတယ် နိုဝင်ဘာလ9ရက်နေ့ဂျပန်ဝန်ကြီးချုပ်တက္ကာအီချီကတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ပါကဂျပန်ဤရှင်သန်မှုကိုချိန်ချောက်သည့်အခြေအနေအဖြစ်သတ်မှတ်နိုင်ကြောင်းဂျပန်ပါလီမန်တွင်ပြောကြားခဲ့ပါသည်။ဂျပန်ဝန်ကြီးချုပ်ဤပြောကြားချက်မှာဂျပန်ဤလုံခြုံရေးဆိုင်ရာဥပဒေမှုပေါင်းအရထိုင်ဝမ်အရေးကိုဂျပန်နိုင်ငံဤပြည်တွင်းလုံခြုံရေးနှင့်ဓာတ်ရိုက်ဆက်ဆက်သည့်ဟုသတ်မှတ်လိုက်ခြင်းဖြစ်ပြီးဂျပန်အနေဖြင့်ထိုင်ဝမ်အရေးတွင်စည်ရေးအရပါဝင်ပတ်သက်နိုင်သည့်လမ်းကြောင်းကိုဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်းဂျပန်မှလာတော်သတင်းများအရသိရှိရပါသည်။ မြန်မာအကြံဖက်စစ်တပ်ကမှဂျပန်ဝန်ကြီးချုပ်သစ်ဤထိုင်ဝမ်အရေးအပေါ်ပြောဆိုချက်ကိုမထောက်ခံပေတရုတ်တနိုင်ငံရဲ့မူဝါဒအရတရုတ်နိုင်ငံဘက်မှယက်တီကြောင်းအကြံဖက်စော်မင်းထွန်းကထုတ်ဖော်ပြောဆိုပါရယ်ဂျပန်ဝန်ကြီးချုပ်အသစ်ရဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးပြောကြားချက်များကိုကျွန်တော်တို့အနေနဲ့နိုင်ငံတကာမီဒီယာတွေမှာထွေးလိုက်ရပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံရဲ့သဘောထားယက်တီချက်ကတော့နံပါတ်1မြန်မာနိုင်ငံအစိုးရဟာတရုတ်နိုင်ငံရဲ့တရုတ်တနိုင်ငံတဲမူဝါဒ One China Policy ကိုခိုင်မာစွာထောက်ခံယက်တီလျက်ရှိပါတယ် တရုတ်တနိုင်ငံတည်မှုဝါဒ One China Policy အပေါ်မြန်မာနိုင်ငံကခိုင်မာစွာထောက်ခံရည်တည်လျက်ရှိကြောင်းအကြံဖတ်စော်မင်းထွန်းကပြောဆိုပါတယ်။အကြံဖတ်စော်မင်းထွန်းကတရုတ်နိုင်ငံ၏အိန္ဒိချင်းမိတ်ဆွေကောင်အဖြစ်မြန်မာနိုင်ငံကတည်ဆောက်နေကြောင်းဆက်လက်ထုတ်ဖော်ပြောဆိုပါတယ်။တရုတ်မြန်မာနိုင်ငံဟာအိန္ဒိချင်းမိတ်ဆွေကောင်နိုင်ငံများဖြစ်ပြီးမဟာဗျူဟာမိတ်ဖက်နိုင်ငံများနဲ့အေတူဖူမြအတိုင်ဝန်းကိုတည်ဆောက်နေတဲ့နိုင်ငံများဖြစ်ပါတယ်။ဒီအချက်ပေါ်မှာမြန်မာနိုင်ငံကအထူးအလေးတန်ဖိုးထားပါတယ်။ငြိမ်းချမ်းစွာအထူးရှင်တွဲနေထိုင်ရေးမူကြီး၅ချက်နဲ့ ပထမချက်ပါအတိုင်းတရုတ်နိုင်ငံရဲ့နေမြေတည်တံ့ခိုင်မြဲမှုနဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်မှာမြန်မာကလေးစားပြီး၎င်းချက်ပေါ်မှာကောက်ွယ်ခြင်းကိုမြန်မာကအစဉ်အမြဲထောက်ခံရည်တည်လျက်ရှိပါကြောင်းအကြံဖတ်စောမင်းထွန်းကပြောဆိုပါတယ်ဂျပန်ဝန်ကြီးချုပ်ဤထိုင်ဝမ်အရေးမှတ်ချက်စကားကြောင့်တရုတ်နှင့်ဂျပန်အကြားတင်းမာမှုမှာအရှိန်မြင့်တက်နေပြီးကုန်သွယ်ရေး၊ခရီးသွားလာရေးစီးပွားရေးနဲ့နိုင်ငံရေးကဏ္ဍများတွင်ဆက်ဆံရေးဖြတ်တောက်မှုများစွာဖြင့်နှစ်ဖက်အတင်းမာဆုံးအခြေအနေတို့ဆက်ရောက်လျက်ရှိပါသည်။ဆလပီစစ်အာဏာသိမ်းမှုကို အားပေးခဲ့သော ဝင်ကြီးဟောင်းစိုးသိမ့်ဤသာအေးချမ်းလှိုင်းတရာအရှိပိုင်းကျန့်ဖို့အမတ်လာအဖြစ်ရွေးကောက်ပွဲဝင်တော်လေလုံချုံရေးကြောင့်မဲမဆွဲရဲပဲအောက်ခြေပါတီဝင်များနဲ့လည်းအဆင်မပြေဆိုတဲ့တဲ့ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။အန်ဒီအစိုးရနဲ့ဒေါအောင်ဆန်းစုကြည်ကိုအပုတ်ချခဲ့သူစေအာနာသိမ့်မှုကိုအားပေးခဲ့သောဝင်ကြီးဟောင်းစိုးသိမ့်သားအေးချမ်းလိုင်းတရာမျိုးနဲ့အရှိပိုင်းကြံ့ဖို့အမတ်လာအဖြစ်ရွေးကောက်ပွဲဝင်တော်လိမ်မဲမဆွဲရဲပဲအောက်ခြေပါတီဝင်များနဲ့လည်းအဆင်မပြေဖြစ်နေကြောင်းကြံခိုင်ရေးတဲ့ရင်ရင်မြစ်ကပြောဆိုပါတယ် သတင်းမီဒီယာကောင်စီတွင်အတွင်ရေးမှူးရာထူးထမ်းဆောင်နေသည့်ကြားမှာကျန်းဖို့ပါတီဤလှိုင်းသားရမျိုးနယ်အရှိပိုင်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောက်အဖြစ်ကျန်းဖို့ပါတီကိုစားပြု၍အေးချမ်းကောက်ဝင်ရောက်ရှင်ပြိုင်ကြောင်းတို့ရတွင်လုံခြုံရေးစိုးရိမ်ချက်ကြောင့်အေးချမ်းမှပေါ်ပေါ်တည်တည်မဲမဆွဲရဲပဲမဲဆွဲစည်းရုံးရေးလှုပ်ရှားမှုအများစုတွင်ခိုးကြောက်ခိုးဝက်လိုက်ပါကြောင်းရှင်အပြင်လှိုင်းသားရမျိုးနယ်အရှိပိုင်းမှအောက်ခြေကျန်းဖို့ပါတီဝင်များနဲ့လည်းအဆင်မပြေကြောင်း ဒီချမ်းကအောက်ခြေပါတီဝင်များနှင့်တဟဇာတာမဖြစ်ပေခွဲခြားဆက်ဆံမှုများရှိနေကြောင်းသိရပါတယ်။သူကဝင်ကြီးဟောင်းဦးစိုးသိန်းသားဆိုပြီးဗဟိုကသူ့ကိုပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောက်အဖြစ်ချပေးတာ။တကယ်ကလှိုင်းသားရအရှိပိုင်းမှာဝင်ပြိုင်မဲ့ပြည်သူ့လွတ်တော်အမတ်လောင်းကရှိပြီးသား။သူကိုဗဟိုကချပြီးတော့အောက်ခြေမှာညင်းမရဘူးသူကသူ့ရဲ့မဲဆွဲဆိုင်ဖုတ်တင်တာရိနောက်ပြီးမဲဆွဲလှုပ်ရှားမှုတွေမှာဓာတ်ပုံမရိုက်ခိုင်းဘူးတင်ထားတာတွေလည်းအကုန်ဖျက်ခိုင်းနေသူ့လုံခြုံရေးဆိုပြီးအဲ့ဒီလိုတွေလှုပ်ခိုင်းတာ သူကစကားပြောတာတော့အထက်စီးကဖြစ်တော့အောက်ခြေပါတီဝင်တွေကသူ့ကိုသဘောမချဘူးဟုကြံခိုင်ရေးပါတီတရင်ရင့်မြစ်ကပြောဆိုပါတယ်။အေဂျင့်မှာလိုင်းတရာမျိုးနယ်အရှိပိုင်းအတွင်မဲဆွဲစီယုံရေလှုပ်ရှားမှုများတွင်လိုက်ပါခြင်းမပြုပင်နဝရီအင်ယာ FMI အင်ယာကဲ့သို့သောနေရာမျိုးတွင်သာမဲဆွဲကြောင်းမဲဆွယ်ဆိုင်ဖို့ဖွင့်ပွဲများတွင်လည်း၎င်း၏လုံခြုံရေးအဖွဲ့များဖြင့်လာရောက်ကြောင်းသိရှိရပါသည်။အေရှာအိဖခင်ဖြစ်သူဆိုသိမ်းမှ2011ခုနှစ်အစောပိုင်းမှာ 2016ခုနှစ်အထိတိန်းစိန်အစိုးရလက်ထက်သမရဝင်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပြီးစီအာနာသိန်းရန်အမျိုးသားရေးလှုပ်ရှားမှုများနှင့်လှုံ့ဆော်မှုများကိုနောက်ွယ်မှပံ့ပိုးပါဝင်ခဲ့သူဖြစ်ကြောင်း2021ခုနှစ်စစ်အာဏာသိမ်းချိန်တွင်စုသိမ်းကစစ်အာဏာသိမ်းမှုကိုလွန်စွာကောင်းမွန်သည့်လှုပ်ရက်အဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံဟာ2021ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာလွတ်လပ်ရေးရတယ်ဟုရှင်းတာဖော်ပြခဲ့ပါတယ်။ရှင်းပြင်အချမ်းဖက်စစ်တပ်မှဗိုလ်ချုပ်ဟောင်းတအုပ်ဖြစ်သောဝင်းကြီးဟောင်းစုသိမ်းနှင့်တားဖြစ်သူအေဂျင့်တို့က ပြည်သူ15ဦးထပ်မံကိုကမာရွတ်မြို့နယ်ဗဟန်းမြို့နယ်နှင့်ဘဲဘဲတန်းမြို့နယ်တို့တွင်ပုံမှန်905ကားကြီးပုံမှန်66ကားကြီးတို့ဖြင့်အမှုဖွင့်သည့်အပြင်တရမာချောင်းဖြင့်ပေါင်ငွေကျပ်သိန်းထောင်ကြီးရောကြေးတောင်းနေပါသည်ဘိုးချုပ်ဟောင်းစိုးသိမ့်နှင့်သားအေချမ်းတို့က Facebook လူမှုကွန်ရက်တွင်စစ်အာဏာသိမ်းမှုကိုထောက်ခံသောမိသားစုအဖြစ်ဝေဖန်သောပြည်သူမှန်သမျှကိုမြို့နယ်ရဲတပ်ဖွဲ့များတွင်အမှုဖွင့်ခြင်းမြို့နယ်တရားရုံးများတွင်တရားစွဲခြင်းနှင့်ခရိုင်တရားရုံးများတွင်သိမ်းထောင်ချီရော်ကြေးတောင်းမှုများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်း စိုးသိမ့်သားအဖအီတရားဆွဲခံရသူများတွင်တာမန်ပြည်သူမှစတင်၍လုပ်ငန်းရှင်များအထိပါဝင်ပါသည်စစ်တပ်အတိုင်းဝိုင်းလဲဖြစ်တည်အပြင်တာဖြစ်သူအေဂျင့်မှမင်းအောင်လိုင်ကဖွဲ့စည်းပေးထားသောမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏အထွေထွေအထွေရေးမှုအဖြစ်လဲတာဝန်ယူထားပါသည်ဘိုးချုပ်ကြီးဟောင်းစိုးသိမ့်သည်တမရသိန်းစိန်အစိုးရလက်ထက်တွင်တမရယုံွင့်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးအေဂျင့်မှမူလုပ်ငန်းရှင်လေးဖြစ်ကောင်မီးအောင်လိုင်ဖွဲ့စည်းထားသောသတင်းမီဒီယာကောင်စီတွင်အထွေရေးမှုရာထူးဖြင့်စစ်ကောင်စီအတွက်အဓိကဝါဒဖြန့်ပေးနေသူလည်းဖြစ်ပါသည် ဗိုလ်ချုပ်ဟောင်းစိုးသိဤသာအေချန်ကောင်တရင်မီဒီယာကောင်စီအတွင်ရေးမှုအဖြစ်နိုင်ငံတကာတရင်မီဒီယာညီလာခံများသို့တက်ရောက်ခါ NLD ကမဲခိုးမဲလိန်၍စစ်တပ်ကအာဏာထိန်းတာကြောင့်လူမှုကိုရမှတက်စဉ်တရင်တုတရင်မများကိုမီဒီယာများကဖြန့်ဝေနေကြောင်းစသဖြင့်စစ်ကောင်စီကိုကောက်ွယ်သောဗွာဒဖြန့်မှုများကိုအကြီးအကျယ်လှုံ့ဆော်ခဲ့ပါတယ်။ဆက်လက်ပြီးထရန့်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်အရရုရှားကို G7 အဖွဲ့တွေပြန်ဝင်ခွင့်ပြုထားတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ယူကရိန်းအတွက် ရင်ကျန်းရေးအစီအစဉ်အရရုရှားဟာ G7 အဖွဲ့တွေပြန်လည်ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပြီးအနောက်တိုင်းရဲ့ဓာတ်ခတ်ပိတ်ဆို့မှုတွေကနေလွတ်မြောက်မှာဖြစ်တယ်လို့သတင်းစီးခန္ဓာရတဲ့သူတို့ရဲ့ပိုင်ဆိုင်မှုအများစုကိုလည်းပြန်လည်ရရှိမှာဖြစ်ကြောင်း The Telegraph သတင်းဌာနကဖော်ထုတ်ရေးသားထားပါတယ်။စစ်ပွဲအဆုံးသက်ရေးအချက်28ချက်ပါဝင်တဲ့အငင်းပွားဆက်ရရင်ကျန်းရေးအစီအစဉ်ကိုအမေရိကန်နဲ့ရုရှားအရာရှိတွေကမကြသေးခင်ကတိတ်တဆိတ်ရေးဆွဲခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီအစီအစဉ်အရယူကရိန်းစစ်တပ်ကိုထဝက်လျှော့ချရမှာဖြစ်ပြီးတာဝေးပစ်လက်နက်တွေပိုင်ဆိုင်ခွင့်ရရှိမှာမဟုတ်တယ်လို့အထူးရောက်ဆုံးတိုက်ခိုက်နိုင်တဲ့တပ်ဖွဲ့တွေကိုလည်းဖျက်သိမ်းပေးရမှာဖြစ်ကြောင်းအဲ့ဒီသတင်းဌာနကဖော်ပြထားပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်အနေနဲ့2014ခုနှစ်မှာတိမ့်ပိုက်ထားတဲ့ခရိုင်းမီးယားကျွန်းဆွယ်ဒေသကိုရုရှားအပိုင်ဖြစ်ကြောင်းနိုင်ငံတကာအသိအမှတ်ပြုခံရမှာဖြစ်တယ်လို့ယူကရိန်းရဲ့ဒွန်ဗေဒိုနက်စ်နဲ့လူဟန်စ်ဒေသတို့ကိုလည်းရာနှုန်းပြပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။ ရုရှားသမ္မတအနေနဲ့ G7 အဖွဲ့တွေပြန်ဝင်ခွင့်ရမှာကြောင်း G8 အဖွဲ့လို့ခေါ်ဆိုရတော့မှာဖြစ်ပြီးအနောက်တိုင်းကချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုအလုံးရုပ်သိမ်းပေးမှာဖြစ်ကြောင်း Trump အစိုးရနဲ့ရုရှားအရာရှိတွေကြောင်းကနေဦးသဘောတူထားတဲ့အဆိုပြုချက်မှာသတ်မှတ်ထားတယ်လို့ဆိုပါတယ်အမေရိကန်သမ္မတကိုယ်စားလှယ်နဲ့ရုရှားသမ္မတကိုယ်စားလှယ်တို့ညှိနှိုင်းထားတဲ့အဆိုပြုချက်ကိုပြစ်တင်ရှုံချမှုမရှိတဲ့အတွက်ယူကရိန်းကအထူးသဖြင့် V-Day နဲ့အနောက်တိုင်းလက်တွဲဖော်တွေကိုပြင်းပြင်းထန်ထန်ဝေဖန်ထားတယ်လို့ဆိုပါတယ် ယူကရိန်းသမ္မတဗိုလိုဒီမာစီလန်စကီကတော့ထရိုင်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုရိုးရိုးသားသားဆွေးနွေးလို့သိတယ်လို့ပြောထားပါတယ်။ဖီတိန်ဝင်ကြီးချုပ်နဲ့သူ့ရဲ့လေဘာပါတီအကြီးတန်းအဖွဲ့တွေကတော့အဲ့ဒီအစီအစဉ်နဲ့ပတ်သက်ပြီးအခုထိထုတ်ဖော်ပြောဆိုတာမျိုးမတွေ့ရသေးပါဘူး။သမရစီလန်စကီကအမေရိကန်အဆိုပြုချက်အတိုင်းလှုပ်ဆောင်ဖို့ဆန္ဒရှိတယ်လို့ပြောထားပေမယ့်ဆွေးနွေးဖို့အရင်စူးစမ်းမဲ့သဘောတွေ့ရပါတယ် ြင်သစ်ဥဆောင်တဲ့ဥရောပနိုင်ငံတွေကအမေရိကန်သမ္မတဟာသူ့ရဲ့နောက်ဆုံးငြိမ်းချမ်းရေးအဆိုပြုချက်နဲ့အတူရုရှားကိုယူကရိန်းကခုခံတိုက်ခိုက်မှုမလုံနိုင်အောင်လှုံ့ဆော်နေတာဖြစ်တယ်လို့နိုဝင်ဘာ20ရက်ကဆိုဆွဲထားပါတယ်